မင်္ဂလာပါရှင်တမချန်းစာဖတ်ကြမယ့်အစီအစဉ်မှကျူဆူပါရယ်ကပ္ပာဦးချန်းအခန်းကြီး30အခန်းငယ်1မှ7အထိ ရေလွှမ်းမိုးသောနောက်နောအေတာရှေမဟာမရာဖတ်တို့မှဆင်းသက်သောသားစဉ်မြေဆက်တို့ကိုဆိုပေအံရာဖတ်ဤတာကဂောမာမာဂောကမာတေယာဝွန်တုပလ မေရှက်ထီရတ်တီ ဂောမာတာကအာရှကိနတ်ရိဖတ်တောကမတီယာဝန်တာကအေလိရှာတာရှုဂိန်တိန်ဒောဒနိန်တီဤသူတို့သည် လူအမျိုးမျိုးတကြွတနိုင်ကန်နေမြေတို့ကိုဘာသာအသီးအသီးအမျိုးအနွယ်အသီးအသီးရှိသည့်အတိုင်း အချင်းချင်းခွဲဝေကြ၏ဟာမတာက ကုရှမိဇယိန် ဖုတခနန္တီကုရှတာကတေပဟာဝိလတာပဒယာကမတတ္တိခာတိယာကမတာကရှေပဒေတန္တီကုရှတိတာနေယောဒကိုလေရသေး၏ထိုသားသည်မြေကြီးပေါ်မှာအူးဆွမ်းနိုင်သောသူဖြစ်၏ထာဝရဖျားရှိမှအာကြီးသောမုတ်ဆိုးဖြစ်၏ ထို့ကြောင့်သကပုံ၌ကဖျားရှိနေယောဒအာကြီးမုတ်ဆူပြုလုပ်သည်လိုဟုဆက်ဆိုတည်းသူဤနိုင်ငံအူကရှိနာပြည်၌ဘာဘူးလုံမျိုးအေရက်မျိုးအကတ်မျိုးကာလနေမျိုးတည်ထိုပြည်မှ အာရှုရိပြည်သို့တွား၍ညိနဝေမျိုးယဟောဘုံမျိုးကာလမျိုးကို၎င်းညိနဝေမျိုးနှင့် ကာလမြို့ဆက်ကြမှာကြီးစွာသောမြို့တည်းဟူသော ရေတင်မြို့ကို၎င်းတိဆောက်လေ၏